ဩခုလိုအိဋ္ဌဒုက္ခအနတ္တမင်္ဂနဲ့အမြင်နေနဲ့မြင်လိုက်တယ်ငါဟာလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးဆိုတာတွေကိုဒဇိမ့်တရားကြီးတို့မြင်လိုက်ပြီဆိုတဲ့အခါကျတော့ချိတာယာမှုဆိုတာရှားလို့မရတော့ဒါကိုညီးငွေ့တယ်လို့ပြောတာညီးငွေ့တယ်ဆိုတဲ့သဘောတရားဟာတစုံတစ်ခုကိုမတွေ့တာတော့ဘူးဆွန့်ဖြစ်ကျင်သွားပြီတွေ့တာမှုတွေခန်းသွားတာကိုညီးငွေ့တယ်လို့ပြောတာ ာယာမှုဆိုတာရှံတွေးတော့ဘူးဒါကိုရူပတမိန်ပိနိဗ္ဗိနတိယုတ်ခန္ဓာဤပေါ်မှာညင်ွေသွားတယ်စိတ်ရခံစားမှုဆိုတဲ့ဝေဒနာပေါ်မှာညင်ွေသွားတယ်စိတ်ရမှတ်သားမှုဆိုတဲ့တင်ညာပေါ်မှာလည်းညင်ွေသွားတယ်စိတ်ရဖန်တီးမှုလို့ဆိုတဲ့သင်္ခါရတွေပေါ်မှာလည်းညင်ွေသွားတယ်အာယုံကိုသိမှုဆိုတဲ့ဝိညာဏပေါ်မှာလည်းပဲဟောညင်ွေသွားတယ်ဆိုတော့ဆိုလိုတာကခန္ဓာ၅ပါးကြီးပေါ်မှာညင်ွေသွားတယ် ဘုဒ္ဓနာမှာရှိတဲ့သဘာဝတရားတွေပေါ်မှာတွေ့တာမှုဆိုတာจิตနဲ့ဆရာကောင်းတယ်เนาะဆိုတာရှားလို့မတွေ့တော့ဘူးညှိငွေသွားတယ်ဒါဝိပဿနာဉာဏ်နေဖြစ်ပုံကိုမြတ်စွာဘုရားကနိဗ္ဗာန်နဲ့တည်းဤဆိုပြီးတော့အဲ့ဒါကိုမှဆင်ငယ်ဆင်ငယ်ဝိပဿနာဉာဏ်နေနဲ့ခွဲပြီးတော့ပြောသွားတာညှိငွေသွားပြီညှိငွေသွားတာမှဘယ်လိုတိုင်းတာတွေထိအောင်ညှိငွေတာတော့ဆိုတော့ ဖြစ်မှုပြမှုတွေမြင်လာတယ်။နောက်ဆုံးအပြက်တွေကြီးမြင်လာတယ်။မြင်လာပြီးတဲ့နောက်မှာဘာဖြစ်တော့ဆို။အိုးကျောင်းဆရာကြီးပါလားလို့ဆိုတဲ့အသိဉာဏ်တွေရလာတယ်။အန္တရာယ်များလိုက်တာဆိုတဲ့အတွေးတွေတွေးမိလာတယ်။အာဒီနဝစိတ်ပြဆရာကြီးပဲလို့မြင်လာတယ်။ဒါကြီးတော့လွတ်ပလိုက်ခြင်းပြီးစုတ်ကံမထားကြတော့ဘူး။ဟောမောစိတုကမြတ် ဘယ်လိုလွတ်ရမလဲလွတ်လွတ်ရလီလန်းကိုရှာတာပဋိသင်္ခာသင်္ခါရတရားတွေပေါ်မှာစိတ်အနေထားတစ်ခုဟာငြိမ်သက်မှုရလာတာသင်္ခါရုပ္ပခာလို့အဲ့ဒီငြိမ်သက်မှုရလာတဲ့အခါကျပညာရဲ့လှုပ်ဆောင်ချက်ဟာပုံမူထက်မြက်လာပြီလို့ဒီလိုပြောတာဟောသင်္ခါရတရားတွေပေါ်မှာစူးစမ်းတဲ့အဆင့်ဟာသူကအစွမ်းကုန်တိသွားပြီအဆင့်အမြင့်ဆုံးနောက်ဆုံးအဆင့်တရားတိသွားပြီ သင်္ခါရရဲ့အခြေအနေကိုထပ်မံစူးစမ်းစရာမလိုတော့ဘူးမမြဲတာမှန်းနေဆင်းရဲတာမှန်းနေကိုမပိုင်တာမှန်းနေလို့ဆိုသင်္ခါရတွေပေါ်မှာစူးစမ်းဆင်ញင်လေ့လာဖို့ရလမ်းကုံသွားပြီးတော့ဒီပေါ်မှာအာယုံမဆိုင်တော့တာသင်္ခါရုပိ္ခာလို့ခေါ်တယ်ဒီဥပိ္ခာအတိညာကိုပြောတယ်အဲ့ဒါလို့ဖြစ်လာပြီးတဲ့နောက်မှာဘာဖြစ်တယ်ဆိုတော့ဒီသင်္ခါရတရားတွေချုပ်ရနိဗ္ဗာန်ဆိုတာကို အသိဉာဏ်ထဲမှာမြင်းလာပြီးတော့ဆရာကိလေသာတွေကိုဖယ်ရှားပြစ်နိုင်တဲ့မက်ဆေ့မက်ဆေ့လည်းပေါ်လိုက်တယ်နိဗ္ဗာန်ကိုလည်းမြင်လိုက်တယ်မြင်လိုက်တဲ့အချိန်မှာပဲကိလေသာတွေကိုလည်းဖယ်လိုက်တယ်ဒီလိုဆိုလို့လားနိဗ္ဗာန်မြင်တယ်ဆိုတာကိလေသာတန်လန်းတဲ့ဟိုအ ਨੇ ဆုံးဒိဋ္ဌိဝိသေကိစ္စမကင်းလို့ရှိရင်နိဗ္ဗာန်ဆိုတာမြင်နိုင်စွာမရှိဘူးဒါကြောင့်မို့အမြင်မှားမှုဆိုတာကင်းသွားတယ်။တန်တရားတွေကင်းသွားလိုက်တာနဲ့တပြိုင်တည်း နိဗ္ဗာန်ကိုလည်းမြင်လိုက်တယ်မြင်လိုက်တဲ့အချိန်မှာပဲဒီကိလေသာတွေကိုဖယ်လိုက်နိုင်တယ်ဒီလိုအစစ်စစ်သောတပန်ကနေသက္ကရာကသက္ကရာကနေနာကနာကနေနောက်ဆုံးအစစ်လုံးဝလုပ်ငန်းပြီးသွားတဲ့အခါကျတော့ရဟနာလို့ဆိုရအနေထားမျိုးရောက်တယ်ဟောဒီလိုဆိုလို့တာလောက်ပိုင်းလောက်เสียရတယ်နောက်ထပ်ဘာမှမကြံတော့ဘူး